ဖေဖေတို့ကဝန်ထမ်းဆိုတော့မတော်နယ်တွေအများကြီးလှည့်ပြီးတော့သွားရတာပေါ့နော်အဲ့တော့ဟိုဟာပေါ့မကောင်းတဲ့အချက်ကပါလဲဆိုတော့ငယ်တငယ်ချင်းကိုဆွဆွဲမြဲမြဲမရအောင်ပေါ့နော်နေရာတနေရာမှာမမတို့ကငါးနှစ်ပဲနေရတာပေါ့အဲ့ဒီဒီတနေရာမှာနေနေလို့ဟိုငါးနှစ်ပြည့်ရင်နောက်တနေရာကိုပြောင်းတော့ဟိုခင်မင်မှုတွေဟိုအနေထိုင်ပြီဆိုရင်အစ်စ်တွေနဲ့ထပ်တွေ့ရတာပေါ့နော်အဲ့လိုမျိုးလေးတွေဖြစ်ရတာပေါ့ဖြစ်တော့ဟိုဘယ်လိုပြောရမလဲငယ်ငယ်က မငယ်ကမမဥတီရဲ့ဥတီရဲ့ရှဲင်းကြီးတွေဝတ်တော့မမငယ်တော့ရောက်ကရှာလေးလို့နေတာပေါ့။ဇပင်ကအများနဲ့တူတူလေးပဲ။ဟာဘာဖြစ်လို့လဲဆိုတော့သူ့ရှဲင်းကြီးတွေကိုဝေးရမယ်တူတူငါယောက်ျားလေးလို့ဟိုနေလိုက်တာဟိုအဆင်ပြေတယ်ပေါ့ဆိုပြီးတော့ကိုကအဲ့လိုရှဲင်းကြီးတွေပါတယ်ပဲဝတ်လိုက်တာပေါ့။ရှဲင်းကြီးဝတ်တော့အများနဲ့ယောက်ျားလေးလို့ပေါ့အဲ့လိုမိုက်မိုက်မိုက်တီမိုက်ကန်လေးပေါ့အဲ့အဲ့လိုမျိုးလေးနေလိုက်တာပေါ့နော်။ အဲ့ငွေတရားအဲ့ဟွာပေါ့အမှုပညာနဲ့ပတ်သက်ရင်ပကြီးဆွဲတာဝါသနာပါတယ်နောက်တစ်ခုကကြတော့ရုပ်ရှင်ရိုက်တာဝါသနာပါတယ်အဲ့ဒါကတော့လေဟိုကိုကတော့ရုပ်ရှင်ရိုက်ဖြစ်မယ်လို့တော့အခုချိန်အထိတော့ကိုကိုကိုမထင်သေးဘူးပေါ့နော်ပါလို့လဲဆိုတော့တခြားအလုပ်တွေနဲ့ပဲလေဟိုမအားလက်ဘူးပေါ့နော်အချိန်ပုံမထွက်ဘူးပေါ့နော်ပြီးတော့တကယ်လို့သာအချိန်အားရဆိုရင်တော့အဲ့လိုအသက်ကြီးတဲ့အချိန်မှာဟိုအေးစစ်စစ်လှုပ်ချင်တာတော့ပကြီဆွဲတဲ့အလုပ်ပေါ့ဒါကတော့အမှုပညာနဲ့ပတ်သက်ပြီးတော့မေးလို့ဖြေတာပေါ့နော် Ali International Company ပေါ့နော်သူတို့ company ကနေပြီးတော့တင်သွင်းတဲ့ Olive brand ပေါ့ Olive က product လောလောဆယ်နှစ်မျိုးထွက်ထားတယ် shampoo နဲ့ hair mask ပေါ့နော် Olive ကနေပြီးတော့နောက်ထပ် body series တွေလည်းထပ်ပြီးတော့ထွက်လာဖို့ရှိသေးတယ်ပေါ့နော်အခုလောလောဆယ်နှစ်ခုပဲထွက်ထားသေးတဲ့အတွက်ကြောင့်မလို့အမတော့ဒီနှစ်မျိုးပဲဟိုအသုံးပြုသေးတယ်ပေါ့နော်ဟိုကိုသုံးကြည့်တဲ့အချိန်မှာဒီ Olive shampoo ရော hair mask ရောအရန်ကိုကောင်းတယ်ပေါ့ ကိုကိုရိုင်လည်းတကယ်နှစ်သက်သဘောကျတဲ့ခါကြတော့လေဟိုတကယ်ကြကြလေးလည်းရှိပြီပေါ့နော်ကိုဒီဟာလေးကိုသုံးဆွဲလာတာကြကြလေးလည်းရှိပြီကိုကိုရိုင်လည်းတကယ်ကြိုက်တဲ့အတွက်ကြောင့်မလို့ ့ Olic ကနေပြီးတော့အမကို brand ambassador ခံပေးမယ်ခံဖို့ပေါ့နော်သူတို့အဲ့လိုကန့်လန့်လာတဲ့အခါမှာအမကဝမ်ပန်းတတာနဲ့လက်ခံပြသွားတာပေါ့နော်အရန်ဖြစ်ချင်တာတခုတော့ရှိတာပေါ့နော်အဲ့ဒါတော့ကိုယ်လည်းအချိန်မပေးနိုင်လို့ဟိုမလုမလုဖြစ်တာပေါ့နော်အဲ့ဒါငွေတရားအဲ့ဟွာပေါ့အမှုပညာနဲ့ပတ်သက်ရင်ပကြီဆွဲတာဝါသနာပါတယ်နောက်တစ်ခုကကျတော့ရုပ်ရှင်ရိုက်တာဝါသနာပါတယ်အဲ့ဒါကတော့လေဟိုကိုကတော့ရုပ်ရှင်ရိုက်ဖြစ်မယ်လို့တော့ခုချိန်ထိတော့ကိုကိုကိုမထင်သေးဘူးပေါ့နော်။ဘာလို့လဲဆိုတော့တခြားအလုပ်တွေနဲ့ပဲလေ ဟိုမအားလန့်ဘူးပေါ့နော်အချိန်ပုံမထွက်ဘူးပေါ့နော်ပြီးတော့တကယ်လို့သာအချိန်အားရဆိုရင်တော့အဲ့လိုအသက်ကြီးတဲ့အချိန်မှာဟိုအေးစစ်စစ်လှုပ်ချင်တာတော့ပချီဆွဲတဲ့အလုပ်ပေါ့ဒါကတော့အမှုပညာနဲ့ပတ်သက်ပြီးတော့မေးလို့ဖြေတာပေါ့နော်ရုပ်ရှင်ရိုက်တယ်ဆိုတာကိုက director လုပ်ပြီးရိုက်တာမျိုးပြောတာဟိုလိုမျိုးကိုကိုရုပ်ရှင်ရိုက်ချင်တယ်လို့ပြောတာမဟုတ်ဘူးအထက်အထင်းစပြီးတော့လွဲသွားပြီမဟုတ်ဘူးအဲ့လိုမျိုးလေဇလန်းကိုရုပ်ရှင်ပုံဖော်ချင်တာကိုကမင်းသမီးလှုပ်ချင်တာကိုပြောတာမဟုတ်ဘူးကိုကအဲ့လိုပေါ့နော် ဟိုစနီမတိုဂရာဖာတယောက်လိုမျိုးကိုကအဲ့ဒီဟာတွေပေါ်မှာဟိုတကယ်စနေတကြလေးလာခဲ့ရတာမဟုတ်ဘူးလေကိုလာခဲ့တဲ့လမ်းကြောင်းကလည်းအဲ့လိုမျိုးလမ်းကြောင်းမဟုတ်ဘူးဒါပေမဲ့မီဒီယာဘလို့ပြောချင်တာလဲဆိုတော့ပဝင်းချင်မှာအဲ့လိုအဖြစ်ပြက်တွေတခုခုကိုစိတ်ဝင်စားစရာတွေ့ပြီးဆိုတာနဲ့အဲ့ဒီအဖြစ်ပြက်ကိုပိတ်ကားထက်မှာပုံဖော်ချက်လာအဲ့ဒါခေါင်းထဲမှာအများနဲ့ကိုကရုပ်ရှင်ရိုက်မိတဲ့အဲ့လိုမျိုးပေါ့နော်အဲ့ဒါကိုစိတ်စိတ်စိတ်ထဲမှာဖြစ်တယ်လို့ပြောတာ ကိုကတရုတ်ဆောင်ချင်တာမဟုတ်ဘူးဟိုဦးစတီးနဲ့ကျမတို့နဲ့လေခင်မင်ရင်းနှီးလာတာလေတကယ်ကိုဆယ်စုနဲ့တစုလောက်ကိုရှေ့ပြီပေါ့နော်ပြီးတော့ဘယ်လိုပြောမလဲဆိုတော့ကျမလေကိုစတီးကိုဘယ်လိုပြောမလဲဟိုလုပ်ငန်းပတ်သက်မှုအရခင်တာမျိုးထက်ဟိုပို့ပြီးတော့ညီကောင်မောင်မစိတ်မျိုးနဲ့ကျမတို့တန်ရောစင်ရှိရယ်ခင်တယ်ဟိုသူ့ရဲ့ကောင်းကောင်းမဲ့ကောင်းချိုးပေါ့နော်ကျမလိုလားတယ် ူကလည်းကျမကိုအဲ့လိုမျိုးတုံ့ပြန်နေမြတ်တာသူကလည်းကိုယ့်ပုံမှာရှိရလို့ကျမကယုံကြည်တယ်ပေါ့နော်ဒါကြောင့်သူဒုက္ခရောက်ရင်ဝမ်းနေပြီးတော့သူအစဉ်ပြေရင်ပျော်မဲ့ထဲမှာကျမပါတယ်ပေါ့ဒါကြောင့်မလို့ကျမကိုဥစတိနဲ့ပတ်သက်လို့မင်းရမယ်ဆိုရင်ကျမဥစတိပုံမှာတကယ်ကိုစေတနာမြတ်တာစိတ်မှန်စွာရှိတယ်သူကောင်းကျိုးဖြစ်ဖို့အတွက်ကိုအမြဲတမ်းနှစ်နှစ်ကာကာကျမစိတ်ထဲကနေဆွတ်တောင်းပေးတယ်သူမိသားစုကိုလည်းကျမဟုတ်အများအစဉ်ပြေစေချင်တယ် ဟိုညီမလေးမေးလို့ငယ်တဲ့ငယ်တော့အဲ့ဒီအမှတ်ကြီးလေးတခုပြောပြရရင်မတော်ကကြတော့ငငယ်ကလေးကဟိုဘယ်လိုပြောရမလဲဖေဖေတို့ကဝန်ထမ်းဆိုတော့မတော်ကနေတွေအများနဲ့လှည့်ပြီးတော့သွားရတာပေါ့နော်အဲ့တော့ဟိုကပေါ့မကောင်းတဲ့အချက်ကပါလဲဆိုတော့ငယ်တငယ်ချင်းကိုဆွဆွမြမြမရအောင်ပေါ့နော်နေရာတနေရာမှာမမတော်က၅နှစ်ပဲနေရတာပေါ့အဲ့ဒီဒီတနေရာမှာနေနေလို့ဟို၅နှစ်ပြည့်ရင်နောက်တနေရာကိုပြောင်းတော့ဟိုခင်မင်မှုတွေဟိုအနေထိုင်ပြီဆိုရင်အစ်စ်တွေနဲ့ထပ်တွေ့ရတာပေါ့နော်အဲ့လိုမျိုးလေးတွေဖြစ်ရတာပေါ့ ဖြစ်တော့ဟိုဘယ်လိုပြောမလဲငငယ်ကငငယ်ကမမဥတီရဲ့ဥတီရဲ့ရှိုင်းကြီးတွေဝတ်တော့မမငငယ်တော့ရောက်ကရှာလေးလို့နေရပါဘူး။သမင်ကအများနဲ့တူတူလေးပဲ။ဟာဘာဖြစ်လို့လဲဆိုတော့သူ့ရှိုင်းကြီးတွေကိုဝေးရမယ်တူတူငါယောက်ျားလေးလို့ဟိုနေလိုက်တာဟိုအဆင်ပြေတယ်ပေါ့ဆိုပြီးတော့ကိုကအဲ့လိုရှိုင်းကြီးတွေပါတွေပဲဝတ်လိုက်တာပေါ့။ရှိုင်းကြီးဝတ်တော့အများနဲ့ယောက်ျားလေးလို့ပေါ့အဲ့လိုမမမိုက်မိုက်တီမိုက်ကန်လေးပေါ့အဲ့အဲ့လိုမျိုးလေးနေလိုက်တာပေါ့နော်။နေလိုက်တော့ဘလို့ဖြစ်လဲဆိုတော့ရှစ်တန်းလဲအောင်ရောမွားက ရန်ကုန်ကိုကြောင်းလာတတ်တယ်ပေါ့နော်ရန်ကုန်ကိုကြောင်းလာတတ်တဲ့အချိန်ကျတော့အမရဲ့အတော်တယောက်ကအဲ့ရောပညာရေးမှာပညာရေးမှာတော့တာဝန်ကျတယ်ဟိုဘယ်လိုပြောလဲအမတို့ခစ်ကဒီဘက်ခက်လဲဒီလိုပဲလို့တော့ထင်တယ်ပေါ့နော်ဟိုကျောင်းကိုငငယ်လေးတွေကမဝင်ရင်ကွအသက်ကြီးမှအဲ့လိုကျောင်းကောင်းဝင်ဖို့ခက်တယ်ပေါ့နော်နာမည်ကြီးတဲ့ចောင်းတွေတို့အဲ့လိုမျိုးဝင်မှုခက်တယ်ပေါ့။ကိုကလည်းနာမည်ကြီးတဲ့ចောင်းဖြစ်ဖြစ်မဖြစ်ဖြစ်အရေးမကြီးဘူး။ရန်ကုန်မှာចောင်းလာတက်လိုက်တာတခုပဲပေါ့နော်။ဒါမဲ့အတော်ရဲ့ကြီးကျူးကြောင့်အမကဟိုလာတာနှစ်ကိုဝင်ခွင့်ရတယ်ပေါ့။ အဲ့တော့အာထာကနဲ့လာတာကလေဇယ်ရန်အောင်တယ်ပေါ့နော်အဲ့ဒီအချိန်မှာလာတာနဲ့ကလုံးဝမင်းကလေးချောင်းပေါ့မတော်ငငယ်တွေကကြတော့ဒါကြာလေးမင်းကလေးရောချောင်းမှာပဲတက်ခဲ့ရတာအဲ့တော့အဲ့မင်းကလေးချောင်းဆိုတဲ့အရာသာကိုကိုကဒီရှစ်တန်းအောင်ပြီးသွားတော့မှကိုကအဲ့အဲ့လိုအရာသာကိုရလိုက်တော့အဲ့ဒီချောင်းမှာဆိုလို့ရှိရင်လည်းတော့ဟိုလိုမျိုးတွန်ပွိုင်းလေးတွေညားရလေနော်ကြာကြာဒါကြာလေးပုံစံမျိုးလေးညားတော့ကိုနဲ့ကလုံးဝအကိုက်ပေါ့အဲ့ခါကျတော့ဟိုဟိုဘယ်လိုပြောမလဲကိုကယောဂစာလေးလို့ဖြစ်တဲ့ခါကျတော့ သဘောကျတဲ့ကောင်မလေးလည်းရှိတာပေါ့နော်အဲ့တော့အချက်အချက်တော်တွေပဲထားအောင်အဲ့လိုမျိုးစားစားပြောရလားကိုနော်ဆိုင်ကြီးကောင်းတဲ့ပြည်ဆိုလေးလာပြီးရေးပေးပါဦးညရေးပေးခဲ့ဘူးလေဒီစားစားတွေလည်းရေးပေးခဲ့ဘူးလေဆောင်းနေတဲ့အမှုမျိုးတော့ပါတိုင်းငယ်ရေးပေးလည်းရေးလို့ပါခဲ့လားတရေးလေးလည်းမှားရပေါ့စာလေးတွေကလည်းနည်းနည်းပေါ့အဲ့လိုမျိုးလေးပေါ့အဲ့ဒါကလည်းဝါသနာပါတာကိုကိုရီးယားငငယ်တုန်းကအချက်ဝတ္ထုတွေကလည်းအရင်ဖတ်တာပေါ့ကိုဘယ်လိုပြောရမလဲအမေမအိတ်ခင်သား အဲစပွဲပေါ်မှာအဲ့လိုမျိုးစာစာအုပ်တွေပေါ့ဟိုအချောင်းစာအုပ်တွေစီထားတာအဲ့အချောင်းစာအုပ်တွေအကုန်လုံးရဲ့အောက်မှာဝိထုစာအုပ်တွေအပြည့်ရှိတယ်။အဲ့ဒါအမေအိတ်တာနဲ့စာအုပ်ကချိန်းသွားတာပဲ။ညဘက်တွေဆိုရင်ဝိထုတွေအမြဲဖတ်တယ်။ဒီအဲ့ဒါချိန်းရပါဘူး။အဲ့တော့ကိုကျောင်းကဘာဖြစ်သွားလဲစစ်တော်ရောဘယ်နဲ့တွဲလို့ရှိလဲ။အဲ့လိုတော့မမှတ်မိတော့ ဒါပေမဲ့ဝါသနာပါတယ်သူများကယူဆဆာရေးပြရတာဝါသနာပါငငယ်တော့ကိစ္စတွေကအခုလာမြေခိုင်းနဲ့မြေတဲ့တော့အော်ကျေးဇူးအများကြီးတင်ပါတယ်ဟိုပါလေးပဲလှုပ်လို့ပေါ့နော်ဟိုအငြင်းအားပေးပြီးတော့ချစ်ခင်ပေးတဲ့သူတွေအကုန်လုံးကိုကျေးဇူးတင်တယ်ဟိုဒီနေရာနေပြီးတော့ပြောချင်တာပေါ့နော်ကိုယ့်ရဲ့လှုပ်ရှားမှုလေးတိုင်းမှာ တကယ်ကိုချစ်ချင်းမြတ်တာနဲ့ဟိုကြည်ပေးတဲ့အတွက်အရန်ကျေးဇူးတင်တယ်အခုလိုမျိုးတစ်ခါတလေကြရင်ဒီအပျော်သဘောမျိုးနဲ့ပဲဖြစ်ဖြစ်ပေါ့နော်သူများကိုဟိုစိတ်ခံစားချက်ကလေးကောင်းစေချင်တာရယ်ဘူးဘူးတာလေးရစေချင်တာရယ်စိတ်ခွန်အားလေးတွေပေးချင်တာရယ်အားပေးချင်တာရယ်လေးတွေချောင်းပေါ့နော်တချို့စကားလုံးလေးတွေကိုဒီဒီ TikTok တို့ဒီ Facebook တို့ ਆ နေပြီးတော့ sharing လေးလုပ်ဖြစ်တယ်ပေါ့နော် အဲ့လို sharing လေးတွေလုပ်ဖြစ်တဲ့အခါမှာအများအားဖြင့်အားပေးကြတဲ့သူတွေချစ်ပေးကြတဲ့သူတွေကိုလည်းကျေးဇူးတင်တယ်။အခုလိုမျိုးကို ambassador ယူပြီးတော့ product လေးတွေကြော်ညာလိုက်လိုက်တဲ့အချိန်တိုင်းမှာလည်းကို့ချစ်တဲ့စိတ်နဲ့ရောယုံကြည်တဲ့စိတ်နဲ့ရော product လေးတွေသုံးပေးကြတဲ့ customer တွေအကုန်လုံးကိုလည်းကျေးဇူးတင်တယ်။ဘာလေးပဲဖြစ်ဖြစ်စာအုပ်ရေးလာတဲ့ဆိုလို့ရှိရင်လည်းအခု၅အုပ်ထိထိထိပေါ့နော်။တအုပ်မပြတ်ဝယ်ကြတယ်ဖတ်ကြတယ်အားပေးကြတယ်ပြီးတော့ပြန်ပြီးတော့ sharing လုပ်ကြတယ် ဘလိုစကလုံးလေးတွေကဟိုဟိုစိတ်ခွန်အားရစေတယ်ဘလိုလေးတွေကနှစ်သက်စေတယ်နှစ်သက်တယ်ပေါ့နော်သူတို့ရင်ကိုတိုးထိပါတယ်ဆိုပြီးတော့ feedback ကောင်းလေးတွေပြန်ပေးကြတယ်စာဖတ်ပေးတဲ့ပရိသတ်တွေကိုလည်းကျေးဇူးများတယ်နော်အားလုံးအဆက်အသွယ်အဆင်ပြေပါစေလို့လည်းဗတိယဆုတောင်းပေးပါတယ်